မြတ်စွာဘုရားကအယက်သေးစားစတဲ့မွေးရစေတတ်တဲ့အရာတွေကိုအသုံးပြုခြင်းမှာအပြစ်၆မျိုးရှိတယ်တဲ့ဒါဟုတ်မဟုတ်ကိုယ်အောင်စင်ဘယ်ရာပဲဖြစ်ဖြစ်အကျိုးနဲ့အပြစ်ကိုစစ်စစ်တဲ့အသိပညာရှိရအကျိုးလားအပြစ်လားအကျိုးနဲ့အပြစ်စစ်စစ်ကြည့်တဲ့အခါမှာအကျိုးအပြစ်က ပို့ပြီးတော့ကြီးမားသလားအကျိုးကပို့ကြီးမားသလားဒါလည်းစဉ်းစားကြည့်ရအဲ့တော့အကျိုးကြီးကိုစဉ်းစဉ်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘူးကြီးစေတတ်တဲ့အရာကိုတောက်ဆုံးခြင်းကြောင့်နံပါတ်၁ဖြစ်ပေါ်လာမဲ့အပြစ်ကပါတော့ဆိုကိုရှိတဲ့ပစ္စည်းဆုံးရှုံးခြင်းတန်ဒိဋ္ဌိကဒနာစာနိတဲ့မြတ်စွာဘုရားအပြစ်6မျိုးဖော်ပြထားတယ်ဒီမှာမူရစေဝါ3မိဆိုလို့ရှိရင် ကိုရှိတဲ့ပစ္စည်းတွေဆုံးရှုံးပြီကုန်ဆုံးပြီဘာလို့ဆိုရက်လို့မရဘူးလေ drug addict ဖြစ်သွားလို့ရှင်သူကအဲ့တော့ကိုရှိတဲ့ပစ္စည်းဆုံးရှုံးမှုကနံပါတ်1ကျော်ပါမူးယစ်နေတဲ့အခါတငယ်ချင်းအပေါင်းအသင်းတွေဘလောက်ပဲခင်းခင်းမူးယစ်နေတဲ့အခါမှာလူဟာစိတ်ဓာတ်တွေကမမှန်တော့မမှန်တော့မြတ်စွာဘုရားဒုတိယအပြည့်အနေနဲ့ကလဟဩဝတ္တနီခယံဒေါသကိုဖြစ်ပွားစေတယ်ဟာမူးယစ်ခြင်းအပြည့်က ခယံဒေါသကိုဖြစ်ပွားစေမယ်ခယံဒေါသဖြစ်ပွားသွားသည့်အတွက်ကြောင့်အဲ့ဒီနေရာမှာပဲလူသားမှုဖြစ်ခြင်းလည်းဖြစ်မယ်တည်ဆုံးရတာအသက်ဆုံးရှုံးတာဖြစ်ခြင်းလည်းဖြစ်မယ်ထိခိုက်ဒဏ်ရာရသွားတာလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ကလဟပိုးတယ်နေတုံးနဲ့တူချင်းများပြီးခယံဒေါသဖြစ်တယ်ဆိုဒီကနေ့မှာမကြားခြင်းအဆုံးနေ့စဉ်လို့လို့ channel တွေထဲမှာပါနေတာပဲเนาะတကဘာလုံးကြည့်မယ်ဆိုရင်မူရန်ကားပြီး အချင်းများလို့တည်တဲ့ဟာနေတိုင်းတော့ရှိနိုင်တယ်ပေါ့တစ်ကမ္ဘာလုံးကခြုံကြည့်လိုက်အဲ့တော့ဒါတွေဟာကောင်းသောအရာတွေလားလို့ဆိုပဲကောင်းအသက်ဆုံးရှုံးသွားမှုကတန်ဖိုးရှိတဲ့လူကတန်ဖိုးရှိအောင်မလုံးလိုက်ရပဲနဲ့ဘဝတစ်ခုအဆုံးသက်သွားတယ်ဆိုအလုံးနှမျောစရာကောင်းတယ်ဒိဋ္ဌိအတိမျိုးမဟုတ်ပဲနဲ့လူအတိပညာသင်ကြားလို့ရပြီလူအကျိုးပြုနိုင်တဲ့လူဘဝရောက်လာပါရဲ့တန်းနဲ့ ဆုံးရှုံးသွားရတယ်တဲ့ဒါနံပါတ်3အပြစ်ကတော့ဘာလဲရောဂါနာအာယတနာယောဂဝိရဏတို့ရဲ့ဖြစ်ပေါ်ရာဌာနဖြစ်လာတယ်မူရစီဝါစသုံးခြင်းကြောင့်ဥမာမဲ့အရက်တောက်စားခြင်းကြောင့်ဘာဖြစ်လဲအသေးကျွတ်တာလို့အသေးကင်းစားလို့ဒီလိုဟာကစားပြီအရက်တောက်လို့အစာအိမ်ယောဂဖြစ်တာလို့အစာအိမ်သွေးကြောပေါက်တာတို့ကစား အရဲ့ကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေရတယ်ပဲအားလုံးဟာဒီကနေ့ခင်မှာစိတ်ပညာတတ်တဲ့ဆရာတော်တွေကလည်းဒါဖြစ်တယ်ဆိုတာကိုထောက်ခံပြောကြားထားတာဖြစ်တယ်မြတ်စွာဘုရားကဟောတယ်ရောဂနာအာယတနာယောဂမျိုးစုံတို့ရဲ့အကြောင်းတရားဖြစ်လာနိုင်တယ်ဒါကြောင့်ဒါအဖြစ်တစ်ခုပဲနောက်တစ်ခုကပါတော့အခိတ္တိသင်္စနနီမကောင်းတဲ့ရင်းတွေလည်းဖြစ်ပေါ်တယ် မကောင်းတဲ့င်းဆိုအာဒီလူကအတော့သမားဒီလူကအစားသမားမူရသမားဆိုပြီးတော့မကောင်းတဲ့င်းတွေဖြစ်ပေါ်တယ်နမငါကြတော့ဘာတော့အပြစ်ကကောပိနနိထံတနီမူရနေတဲ့ပုဂ္ဂိုလ်ဟာအဆက်ကွဲတယ်လုံကြီးကျွတ်နေလဲကျွတ်မှမသိတော့နော်ဘူးရနေပြီဆိုရင်အကုန်အရှက်ကွဲပြီတာမှတ်ပဲတသက်လုံးဖုံးဖိထားတာလေအကုန်ပေါကုန်အကုန်ပေါကုန် ဲ့ဒါကြောင့်ဟိုအချက်꿰တယ်လို့ပြောဒီနေ့ခင်မှာအမျိုးသားတွေနဲ့မူရတာမဟုတ်ဘဲနဲ့အမျိုးသမီးတွေကပါမူရနေဒုက္ခရောက်မျိုးသမီးတွေကြပို့လို့အန္တရာယ်တွေများတာပေါ့မူရပြီးဆိုလို့ရှိနောက်ဆုံးအချက်ကတော့တကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုအားလုံးကတော့တူညီတဲ့အဖြစ်တွေပါပဲနောက်ဆုံးအချက်ကတော့ဘာလို့ဆိုလူတံမိုးတစ်ခုဆုံးရှုံးသွားမယ်ဘာလို့ပညာယဒုပ္ပတိကရဏီ အသိပညာတွေအားနေသွားစေတယ်ဟုတ်တယ်မူရစေဝ30ပုဂ္ဂိုလ်တွေဟာတွေးလိုက်တိုင်းအလွဲတွေရွတွေးတတ်တယ်ဆုံးဖြတ်ချက်တွေမှားယွင်းလာတယ်အဲ့ဒါကြောင့်အသိပညာဟာအားနေသွားတယ်လောကမှာလူတွေအတွက်တန်ဖိုးရှိဆုံးအရာပညာသာလင် ဖြစ်တယ်ဒါကြောင့်စာပေကျမ်းကမှာလည်းပညာနရဏံရတနံပညာသည်လောကသားတို့အတွက်ယရဏတစ်ပါးပါလို့ထုဆိုတယ် အဲ့ဒီပညာဟာမူရစ်ကိုသုံးစားခြင်းကြောင့်ကိုယ့်တွေပညာတွေဟာယော့နေသွားပညာတွေဟာအားပြော့သွားတယ်အားမရှိတော့အဲ့ဒါတော့ဆုံးရှုံးဆုံးပဲဘာလို့လို့ဆိုရင်လူ့ဘဝမှာအသိပညာတတ်ပညာအမတ္တမအရေးကြီးတာအဲ့ဒါကိုအားပြော့သွားစေတတ်တယ်ပျက်စီးသွားစေတတ်တယ်အားမရှိအောင်လွတ်ပစ်တတ်တယ်လို့ဟုတ်လားမူရစ်စာသုံးခြင်းနဲ့ပတ်သက်ပြီးတော့ရသော်ဗျာအဖြစ်၆မျိုး သင်္ကလောဝါဒသင်္ကလသုတ်တံမှာဒီလိုဟောတာရှိတယ်။အဲ့တော့ကိုရှင်တရားကောင်းမွန်တဲ့ပုဂ္ဂိုလ်တရားဟာဘုရားကိုရှောင်မိသားဖြစ်သည့်အတွက်ကြောင့်သူ့အတွက်ဟာဒီဆိုးကျိုးတွေကလွတ်ကင်းသွားတယ်။ဆိုးကျိုးတွေကလွတ်ကင်းသွားတော့အပြားအပြင်ကြည့်မယ်ဆိုရင်သူဟာပညာစွမ်းအားတွေထက်မြက်လာနိုင်တယ်။မူရရှောင်ကျင်ခြင်းကြောင့်ပညာစွမ်းအားတွေထက်လက်လာနိုင်တယ်။နော်။ပစ္စည်းဥစ္စာမကုန်ဘူး။ဘယ်သူနဲ့မှရံမဖြစ်ရတော့ဘူး။ ယောဂဝေဒနာလည်းဖြစ်မှုနေပါသွားတယ်။မကောင်းတဲ့ရင်ကြောကြတာလည်းမရှိတော့အဆက်ကွဲတာလည်းမရှိတော့ဘူးဆိုတော့အပြန်အပြန်မူရရှောင်ခြင်းညောရတဲ့အကျိုးတွေကိုသိရှိနိုင်တယ်။အေးကိုရှင်တရားပြပြဖို့အတွက်နောက်တစ်ခုအဆိုးကဘာလို့ဆိုလို့ရှိရင်လောင်းကစားအလောင်းစားလောင်းကစားလောင်းကစားတာခုခေတ်ဆိုကက်စီနိုတို့ဘာတို့များကြီးပဲ။ မလေးကိုရှိတရေရှိသမားတွေလောင်းတယ်အဲ့လူတွေကထင်ကြတယ်လောင်းကစားလို့ရင်ကိုရှိတရေရှိချင်းအဲ့တော့လောင်းကစားပြုလုပ်ချင်းတော့နိုင်အောင်ကစားနိုင်လို့ပတ်ဆက်မရဘူးလားရတယ်အဲ့ဒီဟာကတည်မြဲသလားဆိုတည်မြဲဘူးမြတ်စွာဘုရားကလောင်းကစားခြင်းကြောင့်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေအပြစ်ပဲဘာဖြစ်လဲဆိုရင်စေယံဝေရံပတဝတိ နိုင်တဲ့ပုဂ္ဂိုလ်ဟာယန္တူတွေများလာတယ်။လောကစားမှာအနိုင်ရပြီဆိုရင်ကျန်တဲ့လူကဝိုင်းတက်ဖို့သူ့ကိုကြည့်။သူ့ကိုတက်ဖို့ချောင်းလာ။အဲ့တော့သူ့မှာယန္တူတွေများလာ။ဒါဖို့ခွဲဝိုင်းမှာတက်ခံရတယ်ဆိုတာဒါတွေဖြစ်တယ်။ဆယံဝေရံပတဝတိ။နိုင်လို့ရှင်လဲရံကိုဖြစ်ပွားစေတယ်ရှုံးတော်ရောဇီနောဝိတ္တမနုသောစတိ ရှုံးသွားတဲ့ပုဂ္ဂိုလ်ကရှုံးသွားတဲ့ငွေကြေးတနာအတွက်စိတ်ပူတယ်။နော်စိတ်ပူပါရဲ့။အဲတော့နိုင်တဲ့လူကတော့နိုင်တဲ့လူကလည်းပဲနိုင်လို့စိတ်ချမ်းသာကိုချမ်းသာလာလို့ဆိုမဟုတ်ဘူးရန်သူကြောက်နေရတယ်။ရှုံးတဲ့လူကလည်းပစ္စည်းတွေဆုံးသွားလို့စိတ်ပူရတယ်။နော်နေ့ရက်စလုံးစိတ်ပူတာကြည့်ပဲကော။တန်တေကြီးကဒနာစာနေတဲ့နံပါတ်3ကလက်တွေ့အပြင်တော့သူပစ္စည်းဥစ္စာတွေဆုံးရှုံးမှာပဲသိကြတယ်။ နံပါတ်၄ကတော့တဘာဂတ္တဝဆနံနာရုဟတိလူကြီးလူကောင်းအစည်းအဝေးတွေပြောတဲ့အခါမှာကစားသမားပြောတာဘယ်သူမှလက်မခံဒီလူကအလောင်းကစားသမားကြီးဆိုပြီးတကယ်ဒီအစည်းအဝေးခမ်းမတွေမှာသူပြောတဲ့စကားကဘယ်တော့မှမထီရောက်တော့ဘူးဒါလို့ဆိုလို့နံပါတ်၅ကြရပါမိတ္တာမစ္ဆာနံပရိပုတော် မိတ်ဆွေတွေပေါင်းသင်းတွေကသူ့ကိုထင်သေးကြတယ်အမြင်သေးကြတယ်အာဒီကောင်အလောင်းကစားသမားဒီကောင်နဲ့သိအဖက်မလုံနဲ့ဟိုကောင်လောင်းတဲ့ကောင်လာပြီးပတ်ဆက်ရှေးလေးငါစီဝံငွေချေးလိုက်မယ်ထင်သေးတယ်လေထင်သေးခါကို့အပေါင်းတဲ့ရတော့ကို့ကိုထင်သေးလားပြိဘူတော်ဆိုလွှမ်းမိုးနှိမ့်ဆက်လားဟာဒီကောင်ကဒီကောင်နဲ့ပေါင်းလို့မဖြစ်ဘူး ဒီကောင်ပတ်စံပေးပြီးအဲ့ဒါသူလောင်းအောင်ပါပဲကစားအောင်ပါပဲဆိုမိစွေတွေပေါင်းတဲ့နေရာသူ့ကိုရှောင်ရတယ်ဒီလိုအပြစ်ကိုဖြစ်စင်တယ်နောက်နံပါတ်6ကျတော့ဘာလို့ဆိုရင်သမီးရှင်တွေကအလောင်းကစားသမားကိုဘယ်တော့မှတမက်လောင်းမရွေးဘူးတဲ့အဲ့ဒါတော့အဆုံးရှုံးဆုံးပဲပေါ့နော်သတိရှင်เนี่ยဘယ်တော့မှသူ့ကိုမရွေးချယ်တော့ သူ့ခေါင်းထဲထည့်ကုန်ထည့်တော့ဒီခေါင်းကစားသမားဆိုပြီးတော့ဘာမှစီးပွားဖြစ်အောင်လုပ်နိုင်မှာမဟုတ်ဘူးသူကကစားသမားရှိသမျှပစ္စည်းတွေကုန်မှာပဲဆိုရင်ဘယ်တော့မှသမီးနဲ့ပေးစားဖို့မချမ်းသာတော့မဒါတော့ဆုံးရှုံးဆုံးဖြစ်သွားအဲ့တော့မြတ်စွာဘုရားထောက်ပြထားတဲ့အပြစ်တရားတကယ်လောကမှာရှိတဲ့အပြစ်တရားအဲ့ဒါကိုချင်းတရားပြပြသွားပြီဆိုလို့ရှိရင်အဲ့ဒီအပြစ်တွေရရှိနိုင်တယ်ပေါ့ဒါကြောင့်မို့ကိုချင်းတရားထိန်းသိမ်းဆောင်ရှောက်မှုဟာ အိမ်ဓမ္မအရေးကြီးတယ်လူငယ်တွေရဲ့တောက်ပါသောလှပသောအနာဂတ်ကိုရရှိဖို့ရအတွက်ဒီကိုချင်းတရားတွေကောင်းမွန်ထိမ့်သိမ်းဆောက်ရှောက်ဖို့လို့